င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြားရဲ့နေ့လယ်နေ့အချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းကမ္ဘာသတင်းနဲ့အတူငလင်းနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကိုရှုစားကြမှာပါခင်ဗျာပထမဆုံးသတင်းတွေကတော့မတ်လ28နှစ်ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်မန္တလေးတိုင်းအတွင်းပျို့ကျပျက်စီးခဲ့တဲ့အဆောက်အုံတွေကနေဧပြီလ6ရက်နေ့မှာ တည်ဆုံးသူ9ယောက်ရဲ့ရုပ်အလောင်းတွေကိုရှာဖွေခဲ့စေတပ်ဖွဲ့တွေကထပ်မံတွေ့ရှိခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ပါတယ်။မန္တလေးမြို့83လမ်း29လမ်းရှိပြိုကျတိန်ဖြူဟိုတယ်အဆောက်အုံကနေအမျိုးသမီးတစ်ယောက်အမေတာဆန်မြို့နယ် Sky Villa အဆောက်အုံကနေကလေးငယ်ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်အမျိုးသမီးတစ်ယောက်52လမ်း6868လမ်းကြားရှိ RCC 6ထပ်အဆောက်အုံကနေမြို့သမီးတယောက်စုစုပေါင်းတိတ်ဆုံးသူ9ယောက်ရဲ့ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့တာပါ ပြိုကျအဆောင်တွေကနေတည်ဆုံးရုပ်အလောင်းတွေကိုမြန်မာရုရှားနဲ့တရုတ်ရှာဖွေကယ်ဆယ်တပ်ဖွဲ့တွေတွေ့ရှိခဲ့တာဖြစ်ပြီးရှာဖွေကယ်ဆယ်လုပ်ငန်းတွေကိုဆက်လုပ်ဆောင်နေတယ်လို့သိရပါပါတယ်ခင်ဗျာငလင်ချောင်းမိလာမှုဖြစ်ပြီးအင်ဂျီလေးရဝန်းကျင်မိဘေးတင်ခဲ့ရတဲ့မန္တလေးစိန်ပန်းအရက်ကပြည်သူတွေဟာအခုညီတွေမျှော်လင့်နေပါတယ်ဒီသတင်းကိုလည်းပေးပို့ထားပါပါတယ်ခင်ဗျာ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငင်ကြောင်းမိလောင်မှုဖြစ်ခဲ့ပြီးအင်ဂျင်400ဝန်းကျင်ဟာမိဘေးတင်ခဲ့ရတဲ့အတွက်ဂန်လင်းမြို့စိမ်းမဲရက်ကပြည်သူတွေဟာအကူအညီတွေမျှော်လင့်နေကြပါတယ်။ဂန်လင်းဘေးပြင်မိဘေးပါကြုံတွေ့ခံစားခဲ့ရတဲ့ဒေသခံတွေဟာအဝတ်တထည်ကိုတစ်ခုနဲ့အသက်ဘေးကလွတ်အောင်ထွက်ပြေးခဲ့ရပြီးပိုင်ဆိုင်သမျှတွေအားလုံးဆုံးရှုံးခဲ့ရပါတယ်။ခုနဲ့ရင်လှုပ်တယ်ခုအောက်ကရင်မီးလုံးလိုက်ကြီးတွေကက်တယ်မိမလုံးလိုက်ကြီးတွေ ်5မိနစ်မချဘူးငငယ်နဲ့မိက5မိနစ်မချဘူးဒုံလိုက်ကြီးတွဲတာအင်ဂျင်၄00လုံးအကုန်ဒုက္ခရောက်တာကြီးပါပဲကိုတယောက်တည်းတော့မဟုတ်ပါဘူးအကုန်ခါဝတ်တခဲကိုတစ်ခုနဲ့ပြေးကြတာပဲအဲ့လိုဒုက္ခတော့တော်တော်ရောက်တာပေါ့အဲ့ညီကနိုင်ငံတော်ကလည်းလာလေးမယ်လို့တော့မျှော်လင့်ထားလာလေးမယ်ဆိုရတဲ့လာရင်တော့ကိုနှစ်တက်တယ်ပေါ့နော်အဲ့ဒါမျိုးကိုကတော့လက်တလောအလူရှင်လေးပေါ်တာကျွန်တော်ကသဘောပေါက်တယ်ဒါပေမဲ့နိုင်ငံတော်ရဲ့အလူထောက်ကညီရေးချင်ညီလာလေးမယ်လို့တော့ ညှို့နေနေသူ့လည်းတောင်းနေကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲကလည်းငလင်ကြောင့်အသက်တွေနဲ့အိုးအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက်မြန်မာနိုင်ငံကိုကူညီဖို့နိုင်ငံတကာကိုဆိုရှယ်မီဒီယာ H ကနေပြစ်တာရက်ခံထားပါဗျ။မြန်မာနိုင်ငံမှာစစ်ကောင်စီတပ်ထင်းချုံမှုရှိတဲ့နေရာတွေကငလင်မေးတင်းခဲ့တဲ့ဒေသတွေမှာလူသားချင်းစာနာမှုအခြေအနေတွေလိုအပ်နေပြီးအခက်အခဲဆုံးအခြေအနေဖြစ်နေတယ်လို့ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူကပြောဆိုတာနဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်ကတော့မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။ ရင်လုံးတော့တော့ကလေးတွေကဓာတ်ထဲမှာဆိုတော့တော့အဲ့ဓာတ်ထဲကိုဝါခွန်မဲ့လုံးတော့လမ်းကြားကြီးရနေလို့ဆိုင်ကြီးကပွဲတော့တော့ဦးဝဲပါရဲ့နဲ့ကလေးတွေလည်းခေါ်ကလေးတွေလည်းခေါ်ပြီးတော့အားနဲ့ဒီလုံးကြီးတွေကလည်းအောက်ကနေပေါက်ကွဲပြီးတော့အာလောင်းတာနဲ့ကုံလုံးတမိသားစုလုံးဘာမှဘာပစ္စည်းမှလည်းမတင်နိုင်တော့အဲ့လေကုံလုံးယူပြီးတော့ကလေးကုံလုံးခေါ်ပြီးတော့အဲ့ထွက်ပြေးသွားတာ မတ်လ28ရက်နေ့လယ်လောက်ကမြန်မာနိုင်ငံမန္တလေးမြို့နယ်16ကီလိုမီတာအကွာကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ပြင်အား9.9ရေချက်စတာစကေးရှိတဲ့ငလျင်ကြောင့်အေဘယ်လာ6ရက်နေ့လယ်တနာရီဒီစုစုပေါင်းတည်ဆုံးသူ4212ယောက်ထိခိုက်ဒဏ်ရာရရှိသူ6588ယောက်ပျောက်ဆုံးနေသူ448ယောက်နဲ့ကယ်တယ်ရရှိသူ498ယောက်ရှိတယ်လို့ DBP data တင်းကအောက်ယူထားတဲ့စာရင်းတွေအရသိရပါတယ်ကျွန်တော်လင်းရီပါဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ မြမမြင်ကလင်ဘဲအတွက်ကုညီပေးဖို့ထိုင်းအရေးပေါ်ကယ်ဆယ်အဖွဲ့နှစ်ဖွဲ့ဟာနေပြည်တော်ကနေမန္တလေးမြို့ကိုရောက်ရှိလာပြီလို့ထိုင်းတန်ရုံဘက်ကသတင်းထုတ်ပြန်ပါတယ်။ဧပြီလ9ရက်နေ့မှာကုညီရေးလုပ်ငန်းတွေကိုစတင်မယ်လို့လည်းဆိုပါတယ်။ထိုင်းအရေးပေါ်ကယ်ဆယ်အဖွဲ့ခေါင်းဆောင်နဲ့ထိုင်းတပ်အမတ်ကြီးတို့ဟာငလင်တန်ခံခဲ့ရတဲ့ Sky Filler ရဲ့မြေပြင်အခြေအနေကိုကွင်းဆင်းခဲ့ကြည့်ရှုခဲ့ကြပြီးအဖွဲ့ဝင်တွေကမင်္ဂလာမာကတ်အဓိပတိလမ်းနဲ့ပြည်သူတွေနေထိုင်ရာအနီးအနားကိုတွားရောက်ကြည့်ရှုခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းနေနဲ့စင်ကြိုင်မြို့မှာငလင်ကြောင့်ဖျားဆီလီတွေပြိုကျပျက်စီးခဲ့တဲ့သတင်းကိုပြောပြပေးပါမယ်။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့လပိုင်းကစကိုင်းမြို့အနီးကိုဗဟုပြုလောက်ခတ်ခဲ့တဲ့အင်အားပြင်9.9 Richter scale ငလင်ကြောင့်မန္တလေးတိုင်းစင်ကြိုင်မြို့အတွင်းကကျွာတွေမှာဖျားဆီလီတွေဖုန်ကြီးကျောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့ပြီးဗလီတွေဘာသာရေးအဆောက်အအုံတွေလည်းပြိုကျပျက်စီးခဲ့ပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းပလေးမြို့နဲ့ဆင်ကိုင်မြို့ကြားမှာတည်ရှိတဲ့ဩကလပါမင်းကြီးတည်ထားခဲ့တဲ့အညာရွှေတကုံစီတီတော်အပါအဝင် တိမ်ချောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့တဲ့အခြေအနေနဲ့ပတ်သက်လို့အဲ့ဒီမှာသတင်းတုံးနေတဲ့ဆရာတော်ကို DPP ကဆက်သွယ်မေးမြန်းထားပါတယ်ခင်ဗျာဦးစင်းဖရာတပည့်တော် DPP ရပါဖရာဒီမတ်လ28ရက်ကငလင်ချောင်းဆင့်ကိုင်မှာရှိတဲ့ဒီဖရာစီတီရဲ့အပါဝင်ပေါ့နော်ဦးစင်းတို့သတင်းတုံးနဲ့ချောင်းဆောင်တွေပျက်စီးသွားတယ်လို့သိရပါတယ်အဲ့ဒီအခြေအနေလေးမေးချင်လို့ပါဖေဟာဦးစင်းတို့ကကျွန်တော်ဩဂလာပတီခဲ့တာပေါ့ဗျာဖေဟာကတော့ရှင်ပါဦးစင်းတို့ ဦးဇင်းတို့ဘုရားဆိုအညာရွှေတကုံပေါ့အညာရွှေတကုံဆိုပြီးတော့ကိုသူကနာမည်ရှိခဲ့တာပေါ့တမိုင်းတော့ပြန်ပြီးသွားတော့တကားကြီးအဲ့ဒီနတ်ဆက်ရှိရဲ့နေရာမလင်းမှာအညာရွှေတကုံငွေတကုံပြည်တော်နတ်စုလုံးပါသွားတယ်ပေါ့လူသိသုံးပါတော့မပါဘူးပြဦးဇင်းတို့ကဦးဇင်းတပားပဲနည်းနည်းမမထိကြိုက်တယ်ပေါ့ဦးဇင်းနေတဲ့ဆောင်ဟိုနတ်ဆောင်ပေါ့ နှစ်ထပ်ဆောင်မှာဆိုရင်နောက်ခံလုံးလုံးမွန့်ကြသွားတယ်ပေါ့ဗျာဟိုတစ်ထပ်ဆောင်တစ်ဆောင်ဆိုလို့ရှိရင်အဲ့မှာအဲ့ဒီအခုဒဏ်ရာရတဲ့ဦးဇင်းအဲ့ဒီတစ်ထပ်ဆောင်မှာဒီလိုမျိုးစဖတ်နေရင်လည်းပေါ့မြင့်မို့ပြုတ်ကြသွားတာပေါ့အဲ့ဒါကိုသူကအဆောင်မြန်လိုက်လို့ဟိုလိုဆိုရင်အဲ့ဒီဦးဇင်းအသက်ဆုံးတယ်လက်ရှိချိန်မှာဦးဇင်းတို့ကဘယ်လိုအခက်အခဲတွေကြုံရလဲ။အခက်အခဲကတော့ဘယ်လိုကြုံရလဲဆိုတော့ ဦးဇင်းတို့ဟာကဘုရားကဟိုဘယ်လိုပြောမလဲဆိုတော့ဥက္ကလာပါနေခဲ့တယ်ဥက္ကလာပါကဒီစင်ကိုင်းနယ်60ကျိုင်းစင်ကိုင်းနယ်ထဲမှာသူကတရင်ကဝင်နေအောင်ဆုခဲ့တယ်ပေါ့သူတို့တမိုင်းတော့ရေးတာတဲ့ခဲ့တဲ့ဟာမှာဦးဇင်းတို့ဟာဒီဘုရားဝန်းကျင်မှာရွာတွေကမရှိဘူးပြတကကြီးရပြမရွာတွေနဲ့ဦးဇင်းတို့ဘုရားနယ်က ။တမိုင်းဒီဝေးတယ်ဗျာတမိုင်းဒီ။ဒီမှာဦးစင်းတော့ဘလို့အခုလို့အဲ့ဒီလည်းမသိဘူးเนาะလက်ရှိဆိုမှာလေ။အခုညီရတော့ဦးစင်းတော့၄၀ဒီကြီးကိုအရင်ပုံစံတော့ပေါ့ဗျာမဖြစ်တော့မှဦးစင်းတို့ဈေးဒီကိုဒီပုံစံပေါ့ညာတော့မြင်55မီအာ55ပဲနဲ့အဲ့လိုမျိုးတွေပေါ့ဈေးဒီတွေပြန်ပြီးတော့ပြန်လည်းဒီသားကိုဝယ်နိုင်ဖို့အတွက် ုညာလို့လောရမှာပေါ့အဲ့ဒါတော့ဥညာလို့မှာကိုပြောတဲ့ဖျားလဲရှိတယ်တန်ငါလဲရှိတယ်ဒါပေမဲ့ဥညာလို့မှာဒုက္ခတပုံဖြစ်ရင်အဘယ်လူလာခဲ့ဘယ်ဝါလာခဲ့ပါလို့ခေါ်ကြရလဲမရှိဘူးကိုတူကိုထပဲဒီဗျာနတ်စုကို ဖြစ်အောင်ပြန်လဲပြီးတော့တည်ထားဖို့ဝယ်မှာဖြစ်နေတဲ့စေတီပြန်လဲတည်ဆောင်းဖို့အတွက်တော့ဥညာလို့မှာကိုကြီးလေလိုအပ်နေမော်ဒကာကြီးဟာ ဒီမှာဦးစင်းတို့စီမှာဒီသတင်းသုံးတဲ့ပင်္ဂါတော်တွေအပပလာလာရှိလဲပြီးတော့နေထိုင်တဲ့လူအားပလာလာရှိလဲဗျလူအားတော့မရှိဘူးဗျဦးစင်းတို့ဟာသီလရှင်ကြီးနှစ်ပါးရှိတယ်အဲ့ညင်းညင်းပေါ့ဒီမှာသီလရှင်တည်းကြီးနှစ်ပါးဦးစင်းကိုရင်ကဦးစင်းကဦးစင်းတို့ဒီမှာဆယ်ပါးကိုရင်နှစ်ပါးပေါ့သာမဏေနှစ်ပါးပေါ့ဖြစ်ပြက်သွားတယ်ပေါ့ဗျာဒီဘုရားနဲ့သူညိုးပြက်သွားတယ်အဲ့ဒါလေးတွေကို ခုပြောတယ်နည်းနည်းရရကဒီဗျာပွဲဆိုလို့ရတော့ဦးဇင်းတို့နောက်လာမဲ့ကစုံလားပြေပေါ့ဒီပညာမင်းရတာကစုံလားပြေမှာဆိုဒီမှာဗျာပွဲကျင်းပရတာပေါ့ဗျာအဲ့ဒီကြတော့ဦးဇင်းတို့ထားပါတော့အဲ့ဒီဗျာပွဲဆိုတာတဲ့ဒီဖြစ်သွားတယ်မျက်စိသွားတယ်ဆိုတာလေးတွေကိုတော့အာဒီဗျာနဲ့ပတ်သက်ပြီးတော့ကြားဖို့ကြားတဲ့သူတွေညင်းသေးခြင်းတွေ့သေးခြင်းတွေပေါ့ဗျာဦးဇင်းတို့ကတော့ ဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့နော်ဝေနိုင်ငံဟာငလင်တန်တဲ့မြန်မာပြည်သူတွေအတွက်ခရနာငွေတန်း30အမေရိကန်ဒေါ်လာ1.3သန်းနီးပါးကိုထပ်ဆောင်းထောက်ပံ့ပေးသွားမယ်လို့ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကအတည်ပြုထုတ်ပြန်ပါတယ်။ဧပြီလ9ရက်နေ့ထုတ်ပြန်ချက်အရလက်ရှိအချိန်မှာအရေးပေါ်အကူအညီတွေအထူးတက်လေလိုအပ်နေတဲ့အလျောက်လူသားချင်းစာနာတဲ့တုံ့ပြန်မှုအဖြစ်အခုလိုမျိုးဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းဖော်ပြထားပါတယ်။ကမ္ဘာ့ချက်ချင်းဤအတင်းနဲ့ကမ္ဘာ့စာနာရေးခါအစီအစဉ် WFP ကနေတဆင့် နော်ဝေးရဲ့ထောက်ပံ့ငွေခရနာတန်း30ကိုဖြန့်ဝေပေးသွားမယ်လို့လည်းဆိုပါတယ်။ဒီလိုမျိုးအတင်းဆောင်မခံတဲ့ကာလမှာငလင်ဘေးတင်ပြည်သူတွေအတွက်ခလုံးစရာနေရာတန်ရှင်းတဲ့ရေစားနပ်ရိက္ခာကျမရေဆောင်ရှားမှုနဲ့အခြားလိုအပ်တဲ့အရာတွေထိထောက်ပံ့ပေးသွားဖို့ရှိနေတယ်လို့သိရပါတယ်။နော်ဝေးဟာခရနာငွေ85တန်းဒေါ်လာအားဖြင့်9တန်းနီးပါးကို ကုလသမဂ္ဂရဲ့ CERF အစီအစဉ်နဲ့ချက်ချင်းဒီအသိရဲ့ DREF ရမုံငွေကနေတဆင့် ငလင်ကစားရေးအတွက်ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအတွက်အကူအညီပေးမှု စုစုပေါင်းဟာကိုရိုနာငွေ105တန်းဒေါ်လာ6.8တန်းအထိရှိလာပြီဖြစ်ပါတယ်ခင်ဗျာလင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကို GGB ရုပ်တံကနေ နေ့လေ2နာရီညနေ9နာရီနဲ့ည8နာရီတွေမှာဓာတ်ရိုက်ထုတ်ပြန်ကြတာနေပါလေကျောက်ဆယ်မြို့မှာမြင်းကလင်းထပ်မံလုခတ်ခဲ့တာကြောင့်လူတိုင်းဒီပါစိတ်ပိုင်းဆိုင်ရာတွေထိခိုက်ခဲ့ရတယ်လို့လူမှုကွန်ရက်အတင်းတာဝန်ရှိသူကပြောပါဗျာအောင်ခန့်သတင်းပေးပို့ထားပါတယ်ခင်ဗျာ ကိုင်းတိုင်းကိုပို့ပြပြီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်စကိုင်းမန္တလေးမြို့ကြီးတွေနဲ့နီးတူထိခိုက်ပျက်စီးခဲ့တဲ့ကြောက်ဆက်မျိုးကနေအောက်အုံတွေပါဝင်တမျိုးလုံးနီးပါးထိခိုက်ပျက်စီးခဲ့ပါတယ်ကြောက်ဆက်မျိုးမှာရှာဝေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဧပြီလ3ရက်နေ့အထိလှုပ်ဆောင်ခဲ့ရာတေဆုံးသူ108ယောက်ဒဏ်ရသူ200ကျော်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်ဧပြီလ4ရက်နေ့ည9:55မိနစ်လောက်ကကြောက်ဆက်မျိုးကိုပို့ပြပြီးငလင်းထပ်မံလှုပ်ခတ်ခဲ့ပါတယ်လူရရင်ပြစ်တာတဲ့တန်တော့ ဖိတ်လိုက်ပြီးတော့တို့ကလည်းတရနေ့ရှိသေးတယ်ပေါ့အိမ်နဲ့ဝင်အိမ်နဲ့ကြံကရှိသေးတယ်တို့လည်းအိမ်ပြန်နေဝင်နေတယ်တို့လည်းပြီးတော့နေဟိုလူပြောမနေသူပြညာလည်းပုံနဲ့ဖြစ်သွားတဲ့အခါကျတော့လူလမ်းပြအပြင်ထွက်ကြတာပေါ့အရင်ကြီးတော့လူတွေလည်းလမ်းနေတယ်ပေါ့ညီလေးကနေရနေရတာအိမ်ပေါ်မှာဖြစ်နေတာပေါ့ထိတ်လို့လည်းဖြစ်နေတာပေါ့ဘာလုပ်ပြီးဖို့လွယ်လေဆိုဘယ်လိုပြောရမလဲညီလေးဒီကတော့ဟိုဂိမ်းမဲ့ဘူးရစားပြနေဖို့ညီလေးကနည်းနည်းလေးလည်းနည်းနည်းလေးလှုပ်တာပြီဆိုရင်တို့တို့နည်းနည်းလေးပပလေးလှုပ်တာကိုထိတ်လန့်နေကြတာပေါ့ညီလေးက ဒီသိက္ခာညာတော့ဆွဲနေကြတာပေါ့ဘယ်လိုပြောမလဲဆိုကိုကိုနိုင်ကအစားပေါ်နေပြီးရယ်ကိုလည်းဖြစ်တဲ့နေပြုတ်ကြတာလေလူတယောက်ဆိုတော့နည်းနည်းငလင်လုပ်ပြီးအပြစ်ထွက်ပြီးဟိုကချောင်းနေရတာပေါ့အဲစိတ်ပန်းဆိုင်ပြီးတော့ထိကြတာပေါ်နေပြီးရယ်ငလင်လုပ်ပြီးတော့လေငလင်ထက်မှန်လှုပ်ခတ်ခဲ့တာကြောင့်ထိခိုက်ပြေဆုံးသူမရှိပေမဲ့ထိခိုက်ပျက်စီးနေတဲ့နေအဆောက်အဦချို့နည်းငယ်ပြိုကျအကွဲတာတွေရှိခဲ့ပါတယ်ငလင်လို့ပြောရင်လူတိုင်းမိဘစိတ်တန်ရာတွေခံစားနေရတယ်လို့မြို့ကန်တွေကပြောပါတယ် အဲ့ဒီချင်းနေရပါတော့အသေးပြောက်တော့မရှိဘူးပေါ့ဟိုပါလေနည်းနည်းတော့ကျန်းတယ်တချို့အိတ်လေးတွေငကိုထပ်ပို့ပြီးတော့ပို့အပ်သွားတာတို့တချို့ဟာလေးတွေနည်းနည်းပြိုကျတာလေးတို့ဟိုပြက်နည်းနည်းပြက်စီးလေးတော့ရှိတယ်ရှင်ဟုတ်ဆိုရင်စိတ်ကတော့ပြောမနေပါနဲ့အဲ့ဒီအတန်းလေးကိုကြားတဲ့ဆိုရင်ကိုလူတွေကတုံးနာအဲ့ချင်းချင်းပြောလို့ရှိရင်ငလီလို့ပြောလိုက်တာနဲ့ကိုလူတွေမှာအကုန်လုံးနှီးပါလူတိုင်းနှီးပါလို့လူကိုစိတ်ထန်ရာလေးကိုရလို့ ။နဲကိုလည်းမအိပ်ရဲပေါ့နော်ကျမတို့လမ်းပေါ်ထွက်အိပ်ရတာမင်းညဆိုရင်မိုးတွေရွာတယ်ပေါ့။ဟုတ်ဟုတ်တယ်ပိုရာပေါ့ရာသီဥတုကမမျှတတ်တော့တက်ကြီးရွယ်ဦးတွေနဲ့ကလေးတွေကဒုက္ခရောက်ကြတာပေါ့။အဲဘာဖြစ်လဲအကုန်ကူညီပေးလို့ရလို့ရှိရင်အကုန်လုံးဝိုင်းဝန်းပြီးတော့ကူညီပေးပါအောင်လို့ပဲပြောချင်တာလေ။မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လောက်ခတ်မှုကြောင့်စုစုပေါင်းတိုက်ဆုံသူအရေအတွက်4,210ယောက်နဲ့ထိခိုက်ဒဏ်ရာရသူ6,505ယောက်အထိရှိလာပြီး လူ448ယောက်ပျောက်ဆုံးနေဆက်ဖြစ်ကောင်ကယ်ဆယ်ရရှိထားသူ498ယောက်ဖြစ်တယ်လို့ DBB ကဧပြီလ9ရက်နေ့ည8နာရီအထိစုစည်းရရှိထားတဲ့အချက်အလက်တွေရသိရပါတယ်။ကျွန်တော်အောင်ခံပါ။နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။အစောရောဖြူဖြူကြော်တဲ့ရဲ့ရှိုးဘက်မှာငလင်ဘေးအေးပေါ်လိုအပ်ချက်အတွက်ပစ္စည်း၃မျိုးလေလံတင်ရမှာ AUS ဒေါ်လာ1300ရရှိခဲ့တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါဗျ။ဧပြီလ9ရက်နေ့က Riverside Theater မှာကျင်းပခဲ့တဲ့ Pupu in Sydney Show မှာလွတ်မြောက်နယ်မြေကငလင်တန်တဲ့ပြည်သူတွေကိုအရေးပေါ်ကူညီနိုင်ဖို့အတွက်ပစ္စည်း၃မျိုးကိုလေလံတင်ပြီးရန်ပုံငွေကောက်ခံခဲ့တာဖြစ်ပါတယ်။လေလံတင်ခဲ့တဲ့ပစ္စည်းတွေထဲမှာအစောရောဖြူဖြူကျော်တင်ကိုတိုင်းတီးခတ်ပြီးလက်မှတ်ရေးထိုးထားတဲ့ဂစ်တာက AUS ဒေါ်လာ9000ထားထက်ထက်ကိုတိုင်းထိုးထားတဲ့ handmade တချောင်းတိုးချစ်စရာအယုတ်၁၄တရုတ်က AUS ဒေါ်လာ2800နောက်ဆုံးတစ်ခုကတော့အန်တီမာတူးမလို့တည်ကြတဲ့မငင်းငင်းကြော်လူလန်းထားတဲ့ဩစတြေးလျမှာရဖို့မလွယ်တဲ့ဂန်းကော်ပင်တစ်ပင်က AUS ဒေါ်လာ900ရရှိခဲ့တယ်လို့သိရပါဗျ။လေလံပွဲကရရှိခဲ့တာတွေကိုငလင်ဘေးလိုအပ်ချက်အတွက်တပြားမကျန်အမြန်ဆုံးဆက်သွယ်ထောက်ပို့ပေးသွားမယ်လို့သူ့ရဲ့ Facebook မှာရေးသားဖော်ပြထားပါတယ်ခင်ဗျာ။ ဧပြီလ9ရက်နေ့ညကရွာသားခဲ့တဲ့မိုးကြောင့်ရှင်းလင်းရေးလုံနေရတဲ့စခိုင်းမြို့မှာအပုံနဲ့နဲ့ထွက်လာတာကြောင့်ဒေသခံတွေအတွက်ကျန်းမာရေးအတွက်အကူအညီတွေလိုအပ်နေပါတယ်။မော်ရစ်တင်ဆက်ပေးပါပါခင်ဗျာ။ငလင်တန်အများဆုံးခံရပြီးလူအသေးပြောက်များတဲ့မြို့တွေကတမျိုးဖြစ်တဲ့စခိုင်းမှာဧပြီလ9ရက်နေ့ကရွာသွားတဲ့မိုးကြောင့်အပုံနဲ့နဲ့ထွက်လာတယ်လို့ဒေသခံတွေက DBB ကိုပြောပါတယ်။မျိုးတွေကလူပိနေတဲ့နေရာတွေနဲ့စကိုင်းတောင်ဘက်ကရှေးမှုကျန်နေတဲ့နေရာတွေကနေအပုံနှံ့နေထွက်လာတာဖြစ်ပြီ ကယ်ဆယ်ရေးတွေလုပ်နေတဲ့အတွက်စိုးရင်စရာအနေထားတော့မရှိသေးဘူးလို့လက်ရှိစွန်းဦးပုံညာရှင်ဘက်မှကယ်ဆယ်ရေးလုပ်နေတဲ့သူတွေကဆက်ပြောပြပါတယ်။ဟုတ်ရဲ့မျိုးကတစ်မျိုးလုံးနှီးပါနန်းနေတာပဲ။ဒီလိုကလူပြီးတဲ့နေရာတွေမှာနည်းနည်းနဲ့အခုကျွန်တော်တို့ပေါ်ရရှိမှလည်းအနံလေးတော့နည်းနည်းထွက်လာတာပဲသွားသွားကြီးတော့ဘာမှမဖြစ်သေးဖြစ်ပါဘူးမိုးကဟိုလိုကဟိုရေရှည်ကြီးများပါရင်တော့တမျိုးပေါ့ကိုကတော့ခဏလေးရွာလိုက်တာဆိုတော့လောကကံရတာတော့ကြက်တဲသွားတော့ပေါ့ဗျာ ။ရုပ်ပေါ်ကတော့ကွာလမ်းအဓိကတော့လမ်းတွေမပွင့်သေးဘူးပေါ့ဗျာအစာအုပ်တွေပါလုံးနေတာဆိုတော့လမ်းကောင်းကောင်းကပြုလို့မရသေးဘူး။ဟိုကနေရာအလုံးကပြုံပြီးတော့ရှင်းနေကြတာဆိုတော့လမ်းတွေကတော့ဟိုကကွင်းလိုက်ဒီကကွင်းလိုက်အဲ့လိုတောင်းနေရတယ်လမ်းတော်ကြီးလာပြီးတော့နည်းနည်းကြက်တယ်ပေါ့။မိုးရွာလိုက်တာကြောင့်အပုပ်နဲ့တွေထွက်လာပြီးနောက်ဒေသခံတွေဟာဝမ်းရောဂါအတွက်စိုးရိမ်နေကြပါတယ်။အင်သာမလုံလောက်တာတွေမိုးကြောင့်အမြင့်ရီတွေနောက်လာပြီးရေတန့်မရနိုင်တာတွေကြောင့်ကျမ်းမာရေးနဲ့ပတ်သက်တဲ့စောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ မနေ့ကမိုးရွာလိုက်တော့လူတွေကကျွန်တော်တို့ကလက်လော့ကျွန်တော်လမ်းပေါ်တွေမှာအိတ်ကြရတာခင်ဗျ။အကုန်လုံးတော့မိုးဆိုးတာပေါ့ဗျာလူတွေကတော့အိမ်ထဲပြိုပြိုပြိုပြည့်နေတော့အိမ်ထဲဝင်အိတ်လို့မရဘူးလေလမ်းပေါ်မှာအိတ်ကြရတော့ကျွန်တော်ရှိတဲ့ပေးထားတဲ့အဲသူလာလှူထားတဲ့မိုးကလေးတွေကာကက်ပြီးတော့အိတ်ကြရတာပေါ့ဗျာ။အခုကတော့ကိုမိုးလေးတိတ်သွားတယ်ဒါပေမဲ့မိုးလေးကသာအခုကဒီနေ့တနေ့တနေ့ကုန်ရောင်းမဲ့ပုံစံရှိတယ်ဗျာ။ကျွန်တော်တောက်သုံးရီရောက်ရီတန်းနေတော့ရပြီ။ကျွန်တော်ချိုးရီသုံးရီရမြည်ရီလာဆိုမြည်ရီတွေကနောက်နေတယ်ပေါ့ဗျာ။ နေရတော့နောက်နေရဆိုတော့တချို့တွေဒါတွေထက်တို့စားတော့မယ်တခုလုံးမိမယ်စင်တာဝိုင်းရောကဖြစ်လာနိုင်တယ်။နောက်တစ်ခုကကျွန်တော်တို့ကအများဆုံးအိမ်သာလုံးဝမရှိဘူး။အိမ်တွေကပြည့်ပြည့်သွားတော့အိမ်သာတက်ဖို့ခက်ခဲရှိလာတယ်။နှွေကာလမှာနေအပူချိန်များလာလို့အပူပြန်တက်တိမ်တွေကြောင့်မွန်းလွန်းတဲ့ညနေတို့မှာမိုးတိမ်တောင်းတွေဖြစ်နိုင်ပြီးရွှေလိုက်ရလမ်းတစ်လျှောက်မှာလေပြင်းတိုက်တာတွေမိုးရွာတာမိုးကြိုးပစ်တာမိုးသီးကြွေတာစတာတွေဖြစ်တတ်တယ်လို့မိုးလေဝသကထုတ်ပြန်ထားပါတယ်။ အခု April ပထမပတ်အတွင်းမှာရန်ကုန်အရာဝတီနဲ့တနင်္လာရီတိုင်းကချင်၊ကယား၊ကရင်၊မွန်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာ၄ရက်ကနေ၈ရက်လောက်ထိမိုးထစ်ချုံရွာနိုင်တယ်လို့ဆိုထားပါတယ်ကျွန်တော် Morris ပါနောက်ထပ်မိုးလေဝသသတင်းကိုတင်ဆက်ပေးပါမယ်ဘင်္ဂလားပင်လယ်ထဲမှာမုန်တိုင်းဖြစ်နိုင်ခြင်းများနေပြီးရုတ်တရက်မိုးများနေတာကြောင့်ရေကြီးနိုင်မဲ့အနေရရှိလာနိုင်တယ်လို့မြေပြုံမြေကျွန်းနိုင်တာကိုသတိပြုဖို့လိုတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါရယ် စစ်ကောင်စီဩဇာခံမော်လဝသာဌာနကလည်းဧပြီလ6ရက်နေ့ညနေ6နာရီခွဲအချိန်တိုင်းနာချက်တွေရဧပြီလ17ရက်နေ့ထိတနိုင်ငံလုံးမှာနေရာကွက်ကြားကနေနေရာစစ်စစ်မိုးရွာနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဧပြီလ12ရက်နေ့ကနေ14ရက်နေ့ထိမှာတော့တနိုင်ငံလုံးမှာနေရာစစ်စစ်ကနေနေရာအနှံပြားမိုးထစ်ချုံရမယ်လို့ခန့်မှန်းထားပါတယ်။ဧပြီလ9ရက်နေ့ကစတင်ပြီးဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာလေပြင်းနဲ့ရေဝင်ကတဆင့်မုန်တိုင်းဖြစ်လာနိုင်ခြင်းနဲ့ မြမကံယူရန်ဘက်ကိုဆက်လက်ရွေးရှားနိုင်တဲ့ဖြစ်နိုင်ခြေတွေမြင့်တက်လာတာနဲ့အတူရုတ်တရက်မုံများနိုင်မဲ့အခြေအနေကြောင့်ရေကြီးနိုင်မဲ့အနေရရှိလာနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ငလင်ထိထားတဲ့မြေအောက်မြေထုလာအခြေအနေတွေကြောင့်မြေပြိုမြေကျွနိုင်တဲ့အခြေအနေတွေကိုကြိုတင်ထည့်သွင်းစဉ်းစားဖို့လိုအပ်လာပြီလို့သတိပေးထားပြီးငလင်ထံတဲ့ဒေသခံတွေအတွက်အမိုးကားတွေစတင်စီစဉ်ဆောင်ရွက်သင့်ပြီလို့လည်းအကြံပြုထားပါတယ်ခင်ဗျာ။ မတ်လ28ရက်နေ့ကအင်အားပြင်းထန်လေလောက်ခတ်ခဲ့ပြီးရှေ့ရက်အကြာရှိပြီဖြစ်တဲ့ဧပြီလ9ရက်နေ့ညနေပိုင်းမှာတော့နေပြည်တော်အနီးတစ်ဝိုက်ကိုအခြေပြုပြီးအင်အား၄.၃၃ရစ်တာစကေးရှိတဲ့ငလင်ထပ်မံလောက်ခတ်ခဲ့ပါတယ်။ငလင်ထပ်မံလောက်ခတ်ခဲ့တဲ့အခြေအနေနဲ့လက်ရှိနေပြည်တော်ရဲ့ငလင်တန်တဲ့နောက်ဆက်တွဲအခြေအနေတွေအကြောင်းနေပြည်တော်ဒေသခံတယောက်ကိုသတင်းတော့မြတ်သစင်ကဆက်သွယ်မေးမြန်းထားပါတယ်ခင်ဗျာ။မင်္ဂလာပါရှင့် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကိုကျမက DVB သတင်းဌာနသတင်းတော့မြတ်သက်စင်မှာရှိမနေ့ကလေအကိုဟိုပြီးပြီးတော့မှလေငလင်ထက်လောက်တယ်လို့သိရပါတယ်အဲအင်အားတော့တိတ်မပြင်းအတင်းတင်းလို့ပေါ့ပြောပါတယ်အဲ့ဟာအချိန်နေလေးသိချင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့မင်းည7နာရီကျော်လောက်လို့ပြောတယ်။ဟိုအင်အားတော့4 4ကျော်ကျော်4.3လမ်းကြည့်လို့ပြောကြတယ်။အဲလှုပ်လှုပ်လှုပ်တယ်လှုပ်တော့ဟိုဘောဒီဘက်နေပြီးတော့ဘက်မှလည်းနည်းနည်းဟိုလှုပ်လှုပ်တဲ့တိုင်ကိုခံလိုက်ရတယ်။အဓိကတော့ဟိုဘက်ပဲပေါ့နော်။ ဘယ်ဘလို့ကောမလဲဟိုဘက်လေလေဝိပတ်ချံဘူတိတာလွားတယ်ပြောပြောတယ်ဗျာဒီငလင်းနေထက်လောက်တဲ့အခါကျတော့ဟိုဘလို့စိုးရိမ်မှုတွေရှိနေကြလဲပေါ့နော်အခုအဲ့ဒါလေးတစ်ချက်လောက်ဖြေပေးပါရှင်ဟောပေါ့နေပြီးတော့မှလည်းဟုတ်တယ်ဗျာအစောဟွာထိတော်တော်များများအခုချိန်ကြီးလဲဟိုဟိုအပြင်မှာပဲထွက်နေတာပေါ့ဘာလို့ဆိုတော့ဟိုနောက်ဆက်တွေ့လေးကျစတိုင်လုံနေတော့လေလူတွေကဟိုတအားကြောက်နေတော့ဟိုတော်တော်တကုတ်ကုတ်ဆိုအပြင်အိမ်မြန်ထွက်ပြေးထွက်ပြီးအဲအဲအဲ့ဒီညာလို့ပဲအပြင်နေမှာပဲအိတ်ကြတာ တန်တဲ့အချိန်တွေကတော့တော်တော်များများတော့အိမ်အပေါ်ပြန်တက်တယ်မီလဲလာပြီဆိုတော့လေဟိုအောက်မှာကကျတော့ဟိုဒီမှာလဲဟိုခိုးတာလူတာရက်တာလဲတော်တော်တောင်းကျမ်းနေတော့အောက်တွေလည်းစိတ်ချတော့အပေါ်တော့ပြန်အိတ်ကြတယ်အဲ့လိုငလင်းလောက်လာပြီဆိုတော့အောက်ပဲပြန်စင်းအိတ်ကြတာဟုတ်ကဲ့ကိုနေပြီးတော့မှပေါ့နော်အကူကြီးရရှိမှုတွေနေတယ်လို့လည်းသိရပါတယ်အာဒီအခြေအနေလေးတွေကိုလည်းပြောပြပေးပါရှင့် ဟုတ်တယ်ဗျာဟွာကုညီကယ်ဆယ်ရဲ့တော့သူကစပါယူနေတည့်ရတိုင်းအားနေတယ်။ဟိုတနေ့ကတနေ့မှကုညီကယ်ဆယ်ရေးဖွဲ့လေးတဖွဲ့အလောက်ပဲရှိတာရှိတော့ကြတော့ဟိုတချို့တွေကလည်းအဲ့လိုပေါ့ကိုကိုကိုရကိုအနေနဲ့ကိုပစ္စည်းလေးယူဟိုလူအတန်းတွေကလည်းရှေ့ရက်တွေကတော့လမ်းတွေပိတ်လို့လားမသိဘူးဗျာရှေ့ရက်ဖြစ်တဲ့ တခါသာရက်တွေနှစ်ရက်သုံးရက်လေးရက်လောက်ရှိဟိုဟာအလူတန်းတွေတိတ်မရှိဘူးဒါမဲ့ဟိုဟာကမနေ့ကတမန်မနေ့လောက်ကစပြီးဟိုလှူတဲ့တန်းတွေဖွဲ့အဖွဲ့တွေတော့တော်တော်ပေါ်လာပြီးဝင်ဝင်လဲလာကြတယ်ဗျကွန်ကဲတဲ့ရရတော့သူကတော့အခုလက်ဒီနေ့ချိန်ကျူအားနေနေတော့မှာပဲဟိုမီမီတာဖွဲ့တဖွဲ့လေးနဲ့ဒီဤပါလာတဲ့ဖွဲ့လေးလေးလောက်ပဲဆိုတော့လေဒီမှာလည်းအဲ့လိုဟိုဟိုလောကတက်ဖို့ဒီမဖော်ရတဲ့နေရာကြီးလည်းအများကြီးရှိတယ် အဲ့လိုကိုကြီးကလေးဟိုဘာဒီလူတဲ့တန်းလေးမရောက်တဲ့နေရာကြီးလဲအဲ့လိုရှိတယ်လို့ကြားရတယ်ဒီမှာလဲဈေးတွေကလည်းအကန့်အသတ်မရှိပိတ်ထားတော့ဝယ်ဝချမ်းမှုကလည်းဒီလိုလဲခန့်နေကြမှာပဲလေဟုတ်ကဲ့ပါကိုဒါဆိုရင်လက်ရှိမှာပေါ့နော်ဒီနေပြည်တော်မှာလိုအပ်နေတဲ့အကူအညီတွေကဘာတွေပါလဲရှင်ဒီချိုးနေရာရတော့အဲ့လိုပေါ့အဓိကကတော့ဒီမှာမီးတော့ပြန်လာနေပြီဒါပေမဲ့ရေတွေကဘယ်မှမညာနေတော့ကိုကတောက်ရေတဲ့၃ရေရတော်တော်ခက်ခဲနေကြတာ၃ရေအားလုံးကပြတ်တော့မှာတော့လေ ကိုရေးတစီရေးရေးတကားလည်းဟောရေးကားတကားလည်းဟိုကားလည်း1600တို့ကာလ2000တို့ဆိုရင်အတစီဟွာကိုရေကားတကားကို7000တော့ပေး7000ပေးရတယ်အဲ့တော့တောင်တိုင်ဝါနဲ့တိတ်ဝဲမထဲနိုင်ရတော့အဓိကတော့ဟိုဟာတောက်ရည်နဲ့တုံးရည်ပြန်ဖြစ်နေတယ်အဲ့ဟိုအခက်ခဲကလေဟိုစားနေရဟိုစားဖို့တောက်ဖို့အတွက်အလူတန်းကြီးကပေါ်လာတော့အစားတောက်ကအဲ့လောက်မဟုတ်တော့ပြန်မယ်နဲ့အဲ့အဓိကအခက်ကလေအတုံးရည်ဖြစ်နေတယ် လက်ရှိနေပြည်တော်ရဲ့မိရရှိမှုခြေအနေနဲ့ဆက်သွယ်ရေးခြေအနေကဘယ်လိုရှိပါသလဲရှင်။မိရလည်းလာတော့လာရပေါ့နော်လာလိုက်ပြက်လိုက်လာလိုက်ပြက်လိုက်လာတဲ့အချိန်တော့များပါတယ်။ဖုန်းလိုင်းကြီးကတော့တော်တော်မကောင်းသေးတာ။ဟုတ်ကဲ့ပါကိုခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ငလီအပီမွေအန်ဒီရကိုဘယ်လိုကာကွယ်ကြမလဲ။အင်အားပြင်းငယ်လေးလှုပ်ခတ်ပြီးတဲ့နောက်မြေကြီးတွေကွဲအပ်တုန်ခါသွားတဲ့အတွက်တွေးအောင်တရဝါတွေအထူးသဖြင့် မွေတွေထွက်လာနိုင်ပါတယ်။သူတို့ရဲ့ကြက်ဆားရနေရာတွေပျက်စီးသွားတဲ့အတွက်ထွက်လာပြီးတော့ပျို့ကျသွားတဲ့လူနေအိမ်တွေမှာပြန်လည်ခိုအောင်နေတတ်ပါတယ်။မွေတွေအထက်အဖြစ်ခြုံထူမျက်ခြူတဲ့နေရာတွေကနေထွက်လာနိုင်ပါတယ်။လူနေအိမ်တွေမှာမွေတွေအတွင်းကိုဝင်လာပြီးတော့ရှောင်ရှားနေတဲ့အတွက်ပျက်စီးသွားတဲ့အဆောက်အုံတွေကိုရှင်းတဲ့အခါပျက်စီးတစ်ခုခုကိုမမခင်သတိထားစစ်ဆေးရပါမယ်။မွေအနေနဲ့ကြိုတင်ကာကွယ်ဖို့အတွက် ညဘက်မှာခြေနောက်ထောင်အိတ်တင်ပါတယ်ပြည်သူအားလုံးမလင်တန်နဲ့မွေအနေမှကင်းဝေးပြီးကျန်းမာချမ်းသာကြပါစေရှင်ဆက်ပြီးပြောပြမယ့်သတင်းကတော့ရန်ကုန်မြို့ကမြို့လယ်ကောင်နေရာတွေမှာစစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေနေရာပြန်ထားပြီးငလင်မလောက်ခတ်မိအချိန်ကထက်လုံခြုံရေးအင်အားပိုတိုးမြင့်ထားကြောင်းရန်ကုန်မြို့ကနေစီကနေသိရပါတယ်မတ်လ28ရက်နေ့ကလုခတ်ခဲ့တဲ့ငလင်တန်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေများခဲ့တဲ့ဒေသတွေဖြစ်တဲ့ မန္တလေးစကိုင်းတောင်ငူရှမ်းပြည်အင်းလင်းနဲ့တခြားငလျင်တန်းတဲ့ဒေသတွေကိုကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးဖို့နိုင်ငံတကာကအဖွဲ့တွေရောက်ရှိလာခြင်းမှာရန်ကုန်ကိုအခုလိုလုံခြုံရေးတွန်းမြင့်ထားတာဖြစ်ပါတယ်။နိုင်ငံတကာမှာမျက်နှာလိုချင်တဲ့စစ်ကောင်စီကတိုင်းပြည်မငြိမ်မသက်ဖြစ်နေကြောင်းတွေကဘာကအတိမဆိုးရိမ်တဲ့အတွက်တော်လိုင်းအားစုတွေလှူရှားလာမှာကိုဆိုးရိမ်လို့အခုလိုလုံခြုံရေးတွန်းမြင့်ထားတာဖြစ်တယ်လို့မြို့ကန်တယောက်ကပြောပါရယ်။ငလျင်တန်းကြောင့်အပြစ်ခတ်ရက်စဲထားတဲ့စစ်ကောင်စီကမြို့ပြမှာလုံခြုံရေး တင်းကျပ်ထားပြီးတိုင်းရင်းသားဒေသတွေကိုတော့လေယာဉ်နဲ့ဒရုန်းတွေနဲ့ပုံချဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုပြုလုပ်နေတာဖြစ်ပါတယ်ခင်ဗျာဒီ VPN ရောမြန်တမ်းကြားရဲ့နေ့လယ်နားနာအချိန်ရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်ကြည့်ရှုခဲ့ရတာပါနောက်ဆုံးရသတင်းတွေကိုလည်းထပ်မံဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ င်ဘေးအနေရဲ့ဆိုင်ရာသတိပြုဆောင်ရန်ရှောင်ရန်အချက်များငလျင်လှုပ်ခတ်ချိန်ပြင်ဆင်ရန် နေရင်အတွင်းအနေရရှိတဲ့နေရာတွေနဲ့အနေရကင်းတဲ့နေရာတွေကိုမိသားစုဝင်တွေ အားလုံးသိရှိအောင်ဆောင်ရွက်ထားပါငလျင်လှုပ်ခတ်ချိန်မှာလျှက်စစ်မိခလုတ်ချခြင်းမိဘုံများကိုအလင်းမြန်မိငိမ့်တက်ခြင်းတို့ကိုပြုလုပ်နိုင်ရန်ကြိုတင်လေ့ကျင့်ထားသင့်ပါတယ် ကလေးလှုပ်တာကိုခံစားမိတာနဲ့ချက်ချင်းအိမ်အပြင်ကိုပြေးထွက်နိုင်တဲ့အခါကိုနဲ့မကွာဆောင်ယူနိုင်မဲ့တမိုးကြီးပစ္စည်းတွေအရေးကြီးစာရွက်စာတမ်းတွေနဲ့စေဝါးတွေပါဝင်တဲ့အရေးပေါ်အိတ်ကိုအသင့်ပြင်ဆင်ထားပါ။အရေးပေါ်အသက်ကယ်ဆယ်နည်းရှေးဥတုနာပြုစုနည်းကို လေ့လာထားပါ။မတော်တဆထိခိုက်ဒဏ်ရာမှုတွေအတွက် အရေးပေါ်စေအိတ် first aid kit ကိုစောင့်ထားပါ။နေအိမ်တွင်မိသက်ဆေးဘူးကိုစောင့်ထားပါ။ငလေးမလှုပ်ခတ်မီငလေးလှုပ်ခတ်နေချိန်ဆောင်ရန်ရှောင်ရန်ပြင်ဆင်ရန် ငလင်လောက်ခတ်နေချိန်တွင် နေအဆောက်အဦအတွင်း၌တရှိနေပါကခန္ဓာကိုယ်ကိုဝှစ်ချ၍ဦးကောင်းကို အကာအကွယ်ယူနိုင်အောင်ဦးစွာဂရုစိုက်ပါဦးကောင်းကိုဇပွဲဆိုဖာထိုင်ကုန်မွေးရာပါတီကရင်တို့ဖြင့်ကာကွယ်ထားပါကငလင်လောက်ခတ်မှုကြောင့်ခန္ဓာကိုယ်၍မသွားစေရန်အဆိုပါဇပွဲထိုင်ကုန်ချက်တော့တိုင်များကိုမြဲမြံစွာစုပ်ကင်ထားပါ နေရာရွေးရှာ၍အကာအကွယ်ယူရန်လိုအပ်ပါကဦးကောင်းကိုလက်သို့မဟုတ် အကာအကွယ်တစ်ခုခုဖြင့်ကာကွယ်ပြီးမှရွေးရှာပါ ငလင်ပြီးနောက်တိထားတဲ့သောလေးမျိုးသောနှယံအကြောင်းများစံွေပမာကွဲကြောင်းဤအကြောင်းများသည် credit card သို့မဟုတ်စံချီမြင့်ထက်မကျေပါ အန္တရာယ်နေသည်အလျားလိုက်ကွဲအကြောင်းဤအကြောင်းများသည်ပါချောသို့မဟုတ်ထူထဲနိုင်ပြီးဘဲမှညာသို့ဖြစ်နိုင်သည်အလျားသို့မဟုတ်အနံ့မြင်းများရှေတို့ပုံစံမဆိုးကျွမ်းကျင်သူ၏အကူအညီလိုအပ်ပါသည် အန္တရာယ်အနေငယ်ရှိသည်တောင်းလိုက်အကြောင်း ဤအကြောင်းများသည်ပါချောသို့မဟုတ်ထူထဲနိုင်ပြီးအပေါ်အောက်ဖြစ်နိုင်သည်9မီလီမီတာထက်ကျယ်ပြန့်မှသာကျွမ်းကျင်သူ၏အကိုညီလိုအပ်ပါသည် အန္တရာယ်အနည်းငယ်ရှိသည့်ထက်ပိုသည်တောင်းဖြတ်ကွဲအကြောင်းဤအကြောင်းများသည်ထူထဲသို့မဟုတ်ပါချောနိုင်ပြီး30မှ80ဒီဂရီတောက်ဖြင့်ဖြစ်နိုင်သည် အလျားသို့မဟုတ်တောင်လိုက်အကျယ်မြင့်မြတ်မဆိုကျွမ်းကျင်သူ၏အကိုညီလိုအပ်ပါသည် အနည်းငယ်အလွန်ရှိသည် ငလင်လှုပ်ခတ်ပြီးတဲ့နောက်သတိပြုရန်ငလင်လှုပ်ခတ်ပြီးချိန်မှာအဆောက်အဦထိခိုက်မှုအနေအထားကိုစစ်ဆေးပါငလင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်များလှုပ်ခတ်ချိန်မှာ ပြိုကျနိုင်တဲ့အခြေအနေ ရှိတဲ့အခါအလင်းမြန်လူရွှေ့ပြောင်းမှုကိုလှုပ်ဆောင်ပါအဆောက်အဦကိုစွန့်ခွာရမယ့်အခြေအနေရှိတဲ့အခါလူများပြုတ်သိပ်ပြီးတိုးဝှေ့ပြေးထွက်ခြင်းမျိုးကိုရှောင်ကျဉ်ရပါမယ်။ငလင်ကြောင့်ပြိုကျနိုင်ခြင်းရှိတဲ့အဆောက်အဦအစိပ်ပိုင်းတွေဟာလူအများတိုးဝှေ့တာကြောင့်ပြိုကျပြတ်ကျတာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ မလီလောက်ခတ်ပြီးတဲ့နောက်မီးလောင်ခြင်းရေကာတာများကျိုးပြက်၍လျက်တပြက်ရေကြီးခြင်းရွှွင့်ရင်ချော်ရည်ပူများပန်းထွက်ခြင်းတောင်ပြိုမြေပြိုခြင်းနဲ့ကဘာပြိုခြင်းတွေ ဖြစ်ပွားနိုင်တဲ့အနေရကိုအထူးသတိပြုပါပြည်သူအားလုံးငလင်တံမကင်းဝေးပြီးစမ်းမချမ်းသာကြပါစေရှင် ခုသိကျင်တာလေးရှိတာလေအခုဒီပြည်တွင်းမှာရေပြီးတော့နောက်ပြီးတော့ဒီတိုက်ပွဲတွေကြားထဲမှာရေတပ်ပုံရိုက်တာတွေရှိရယ်ပေါ့ဆိုအဲ့နှစ်ခုရဲ့ဒီကွာခြားချက်ပေါ့နော်အခုရဲ့ဒီဒီရိုက်ကူးတဲ့တတန်းတစ်လျှောက်မှာလူတွေပြည်တွင်းမှာရိုက်တာနဲ့ဒီလွှမ်းမြောက်နေပြီဒီတိုက်ပွဲတွေကြားထဲမှာရိုက်တာနဲ့ကွာခြား